ာတော့ရေကြောင်မလာဘူး Hello hello ဒီနေ့ကတော့တငယ်ချင်းလေးလာခေါ်ရနေရုတ်တရက်ကြီးသတိစံအောင်တော့ဖြစ်ပါတယ်ရှင့်ကဲတရိဆိုင်အောင်ရောက်ပြီဆိုရင်တော့လက်မှတ်ဖြစ်ပါမယ်လက်မှတ်နေရာမှာတော့လူနည်းနည်းများပါတယ်လက်မှတ်လည်းရပြီဆိုတော့အထဲဝင်လိုက်ပါအောင်မယ်အထဲရောက်တာနဲ့စကားများနေသူလေးပါဒီလူတို့ကလည်းအနေငယ်ပူတော့ကားလေးနဲ့ပဲပတ်ဖို့အတွက်ကားဆောက်နေတော့ကြည့်ကြည့်ပါမယ်ဒီကိုယ်ကလူရမဲ့ချိန်ရောက်ပြီထားတော့ဟမ်လက်လို့ရတယ်ဒီကနေ့လို့ပါလို့မယ် ်ဘူးလိုက်ပါဘူးတို့တိုင်လို့ရတယ်တို့ရတယ်ကေဆိုအိမ်ကတော့မကြကနာရောက်နေတာဆိုတော့ဒီတစ်ခေါက်တော့ကားလေးနဲ့မလဲဘူးတော့ကားလေးဆောက်ရင်းနဲ့တပ်ပုံလေးတွေရိုက်ပါတယ်။သင်ညိုပေါ့သင်ညိုအပြိုလိုဂျီကောင်းငိတ်။ဒါတော့ညမကုတ်တော်ပေါင်းမြင့်နေတဲ့ငွေချင်းလေးပါ။ဂျာရဲလာတာမှပေါ့နော်လူတွေကရမ်းများပါလေ။အပေါ်မှာရှိလဲမသိဘူးကိုအပေါ်မှာ။ကားလေးမြတ်သေးဘူးဆိုတော့မြောက်လေးတွေတော့ကြည့်ပါမယ်။ခုံနေတော့ကျိုးနေ။ ီးအောင်လို့ခေါ်တာတိတော့အမေမဆိုးဘူးကြီးကတော့အချီယူရတော်တော်မိုက်တယ်ညောင်လေးကြည့်ပြီးတော့ကားရနဲ့တော့လိုက်ပါအောင်မေသွားရပါဘီအီဗီပဲအဲ့ဒါဘာမှမလုပ်အီဗီရနေတယ်အချွေးတွေယူရကားလေးရအောင်ပြန်ကြပါရသည်ဦးတို့ကတော့တော်တော်ပူပါတယ်ညောင်လေးကြည့်ပါညောင်လေးကြည့်ပါညောင်လေးကြော်လိုက်ကျနေရတယ်ချော်လိုက်ခေါ်တယ်ကြောက်ကြည့်ဟုတ်လားအစားကြည့်အောင်မကြောက်ဝါတော့ပါဘူးအေးဟုတ်တယ် ဒီတယောက်ကရင်မျိုးရင်ငုံနေရလားဆိုလို့ဖြစ်ပြီးတာပါ။ချင်းကြီးနဲ့ကောင်ကတောက်ကတ်နေရနဲ့ဆင်မကြည့်ခဲ့တော့ပါဘူး။စိတ်ကြွေးငင်ရှိရနေရကအရင်ကတိတ်ကလောက်လားမသိဘူး။အဲ့နာမှာရှိပါတယ်။ကစွန်းရက်လေးတွေကြွေးလိုက်ပါအောင်မယ်။အမလီအရင်မမီလီမပြောသေးရတယ်မလားလို့ဆိုပြီးဈေးစစ်ချင်နေသေးရ။ကလောက်ကြီးကလေကစွန်းရက်လူပြမှာထွက်လာတာသူ့အိမ်နေရမယ်။အမပြလိုက်တော့ထွက်လာပြီ။ဒီကောင်ကြီးကနည်းနည်းတော့ခြေတယ်။အမကြီးမပါဘူး။မင်းကြီးပါဘူး။ဆုံးမလား။

မုံနေရမယ်မုံနေရလေဒီရောက်အောင်နေရလဲနော်ဘိုက်ပြည်နေလို့ရမသိခေါ်လိုက်ရအာကိုပေါ့လို့ညလေးတွေကတော့ကားပေါ်နေပဲကြည်သွားပါရဲ့ဘာလို့လဲဆိုတော့ချက်တူကြီးတချို့ကအရန်လိုကြလို့ပါမခံနိုင်ပါဘူးဒီမှာတမင်နေပူပိုးတော့တမင်နေဘက်အကုန်လုံးပဲချွေခဲ့လိုက်ပါတယ်အစာကိုပြပြချွေရတော့မဟုတ်ပါဘူးတချို့ကောင်တွေကလာမစားလို့ပြပောက်ပြီးချွေရပါ နည်းနည်းဝင်းနေတဲ့ကလေးကြောင့်စားစီရှင်လို့ပေါ့နော်အဲ့လိုပြစ်ပြီးရွှေရလက်ကလည်းတိုးလိုက်တာပြောမနေသေးပဲပြီးချိပြီးဆိုတော့စမမိုးစီတော့ပါနော်အားလုံးရေကြောင်စားကြအောင်မလားညီမရဲ့မြို့နယ်ဝင်လေးစီရောက်ပြီဆိုရင်တော့ညီမငါပြောသေးလေးရွှေလိုက်ပါတယ်ညီမလည်းဘုဒ္ဓဦးစင်မှုလို့ပါ ဲ့ကျွေးလို့ပြီဆိုရင်တော့နှုတ်ဆက်ပြီးတော့တရိစင်မနေပြန်လာခဲ့ပါတယ်။မိချောင်းတို့မီတို့တော့မသွားခဲ့ပါဘူးကြောက်လို့ပါ။တရိစင်လေးတော့ကားပေါ်နေပဲခြေပြီးရောပြန်လာခဲ့ပါတယ်။မိသားစင်လေးရောက်ပြီဆိုတော့ခွေးနီဆိုင်ကအခောက်ကင်လေးသွားစားပါမယ်။ဒီဆိုတော့ခွေးနီကဟိုဘက်ကဒီဘက်နှစ်ဖက်ရှိပါတယ်။အဲ့တော့လမ်းတင်နဲ့ဒီဘက်ချမ်းပဲဝင်လိုက်ပါတယ်။ဝတ်သားခြိုက်တဲ့သူတွေဆိုရင်တော့အဆင်ပြေပါတယ်။ဒီကနေငယ်ချင်တော့နည်းဆိုတာလေးတော့ရှိပါတယ်။စုပြုတ်ဟင်းရီလေးတော့ဖီချပေးပါတယ်။ဥဆုံးတော့ရဲ့အခောက်ကင်အချိုးရဲ့အစ က်ရဆိုပြီးတော့မာလိုက်ပါတယ်။ဆိုရင်တော့အဲ့လိုစက်သူတွေအများကြီးပါပါတယ်။မကြိုက်တဲ့သူတွေဆိုရင်တော့အချိုမာစားပါအရင်ကောင်းပါတယ်။မင်းပူစားတတ်တဲ့သူဆိုရင်တော့ထမင်းကိုပြန်နှွေးခိုင်းတာမျိုးလုပ်ရင်တော့ပိုစင်နေပါမယ်။ဝက်လက်ချမ်ဆန်ဟင်းညူလေးကတော့ချင်းချင်းလေးနဲ့ပေါ့နော်တော်တော်တောက်ကောင်းပါတယ်။ဥမာကြီးကတော့မနမ်းမနဲ့ပေါ့နော်စားရတော့တော်တော်လေးနဲ့တော်တော်စားကောင်းပါတယ်။အခက်ကင်ကိုဒီအချိုပေါ့နော်အဲ့ဟာလေးကတော်တော်စားကောင်းလို့နောက်တစ်ပွဲတော့မှစားရပါတယ်။ စားလို့လည်းပြီးပြီဆိုရင်တော့အိမ်ပြန်လာခဲ့ပါတယ်။ယူလီကိုစုံလိုက်ကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆိုပါမယ်ရှင်။